ာ celebrity ကကိုကိုလည်းရောက်တယ်အာအာဒါတွေလည်းတော်တယ်ဒီစီနာရီလိုမြန်မာတော့မချုပ်ပြစေတယ်နော်တောင်းပန်တာပင်မြန်ထက်မြဲသောအသိညာတို့ဖြင့်မြန်မာပြုလွယ်နိုင်သောအမျိုးကောင်းသာအမျိုးကောင်းသမီးသူတော်ကောင်းများဖြစ်ကြပါစေကုန်သတည်းပြတ်ပြီးတော့မျက်စိနာနေလို့မျက်မှန်မချွတ်တာဟုတ်လို့ပါဗျာဟုတ်ပါရဲ့ဖြစ်ပါတယ်နော်ဟုတ်ပါပါတာရိယာမိတန်ခံတရဏ စ္ဆာမိတတိယမိပုဗ္ဗံတရဏကိစ္ဆာမိတတိယမိဓမ္မတရဏကိစ္ဆာမိတတိယမိသံဃာတရဏကိစ္ဆာမိမိမိတို့မျိုးပါတာမျိုးပါတာသာသနာသာသနာကြီးမှုကိုကြီးမှုမြင့်တဲ့မြင့်အောင်မြင့်တဲ့မြင့်အောင်မြင့်တင်ပေးနိုင်သောမြင့်တင်ပေးနိုင်သောမျိုးကောင်းသာမျိုးကောင်းသာမျိုးကောင်းသမီးမျိုးကောင်းသမီးသူတော်ကောင်းများသူတော်ကောင်းများပါလို့ဤရပါသောဘုရား အခုဒီ fan တွေကနေပြီးတော့ဗောနော်ဒီဖုန်းကြီးကြောင့်မှဒီလိုမွေးနေလေအဲ့လိုလေစီစဉ်ပေးထားမွေးနေပုံစံလေးလှုပ်ပေးထားတာအခုဒီရောက်တော့မှတွေ့တဲ့အခါမှာအရန်ဟိုဗောနော်ကိုယ်မထင်ထားဘူးဗောနော်ဆိုတော့ကို့ဩဟို ဒီအရန်ချစ်ကြတယ်အရန်မြတ်တာရှိရဲဆိုတဲ့အပေါ်မှာကိုစိတ်ထဲမှာအရန်ပီတိဖြစ်ပါတယ်အရန်နဲ့ကျေးဇူးတင်ပါတယ်ဟိုပါပေါ့နော်ဟိုအဓိကတော့ဒီမွေးနေ့အလှပေါ့နော်အလှကဒီလှုပ်ဖြစ်သွားတာလေးကဒီဦးရဲ့ fan group လို့ပြောရမှာပေါ့နော်ဒီ our princess indra jorsin ဦးရဲ့ဆိုတဲ့ group ထဲကတကယ်ဟိုဦးရဲ့ fan စစ်တီပေါ့နော်ပြည်သက်တီ ရအမွေးနဲ့အမှတ်တရဖြစ်သူတို့အလှလေးလှုပ်ချင်တယ်လှုပ်ချင်တယ်ဆိုတဲ့အခါကျတော့ဘာလှမလဲဆိုပြီးတော့သူတို့စဉ်းစားလိုက်တော့ဒီဂျီမရှိတဲ့ရေတွင်မရှိတဲ့ ကြေးရွာပေါ့နော်ကြေးရွာရမဲတဲ့ကြေးရွာလေးတရွာမှာသူတို့ဒီရေတွင်းလှူတယ်မိဆက်လှူတယ်ပေါ့ဒီ fan ထဲမှာပေါ့နော်သူတို့အလှငွေကောက်ပြီးတော့သူလှူကြရတယ်ပေါ့ဆိုတော့အဲ့ဒီအလှူအတွက်ကိုဒီနေ့ရေဆက်ချရဲနောက်ပြီးဒီဖုန်ကြီးเจ้าမှာဒီရှစ်မိုင်မစွင့်ရင်เจ้าเจ้าအတွက်ကိုအော်နဝကမှာအလှငွေ၅သိန်းကျော်ပေါ့နော်သူတို့လှူကြရဲဟိုဆိုတော့အဲ့ဒီအလှတွေအတွက်ကိုဒီနေ့ရေဆက်ချရဲပေါ့နော်နောက်သူတို့ဒီမွေးနေ့လေးလုပ်ပေးရပေါ့ဆိုတော့အဲ့ဒီဟာတွေအားလုံးကတကယ်ကိုအဖို့မဖြတ်နိုင်တဲ့ အရာတွေပေါ့နော်ဆိုတော့ဒီနှစ်မွေးနေ့ကဦးရဲအတွက်တကယ်အမှတ်တရအဖို့မဖြတ်နိုင်တဲ့မွေးနေ့လို့ပြောပြောရမှာပေါ့ဟုတ်ကဲ့ဤကန္တလာရောပြည့်စေရောဟောတူဘာလို့ဘုံကြီးကြလားနော်ပြည့်စေရော မွေးနေ့တိုင်းလိုလိုတော့မဟုတ်ပါဘူးကျွန်တော်တို့တွေကဘယ်ပြောမလဲဆိုတော့သူရောကျွန်တော်ရောပေါ့နော်အစကတည်းကဒါအမှုပညာတာဝန်ကထမ်းဆောင်နေကြရတာဆိုတော့လေတချို့တချို့နှစ်တွေမှာလည်းအတူတူရှိပါတယ်အဲတချို့နှစ်လေးဆိုကျွန်တော်ကသူ surprise လုပ်ပေးရသူကကျွန်တော်ကို surprise လုပ်ပေးရဒီလိုမျိုးပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းခဲ့တဲ့အဲမွေးနေ့တွေလည်းရှိသလိုတချို့မွေးနေ့တွေကြတော့လည်းတယောက်တနေရာစီမှာအလုံးလုံးနေရတဲ့နှစ်မျိုးတွေလည်းရှိပါတယ် အဲ့တော့ဒီနေ့လေးကတော့ရဟန်းမင်္ဂလာရှိတယ်။နေရောက်တူတူလည်းရှိရတယ်။ဒီလိုမျိုးကြက်တရေရှိတယ်။မင်္ဂလာရှိတဲ့ပုံစံမျိုးလေးနဲ့เนาะအလှအတန်းနေနဲ့ကျွန်တော်တို့ဒီသူ့ရဲ့မွေးနေ့လေးကိုစတင်ရတယ်ဆိုစိတ်ထဲမှာအရန်လဲအေဂျင့်နဲ့အဲမင်္ဂလာလည်းရှိတော့လေ။အရန်ကြည်နူးတယ်ပေါ့เนาะ။ဟိုမွေးနေ့တစ်ခုမှာဒီလိုမျိုးအစီအစဉ်လေးနဲ့အလှအတန်းနေနဲ့ရေးဆက်ချတရားနာပြီးတော့စတင်ရတယ်ဆိုတာအရန်ကိုမင်္ဂလာရှိတော့လေ။စိတ်ထဲမှာလည်းအရန်ပျော်ပါတယ်။သူ့ရဲ့အဖွဲ့တွေကိုလည်းအရန်ကျေးဇူးတင်ပါတယ်။ အပီတီကတော့ပြောမနေနဲ့တော့အရန်ကိုအစိတ်ထဲမှာတကယ်ကိုအရန်ပျော်ပါတယ်ဟိုနေရင်နေ့တည်းကလည်းအဲ့လိုကခုနကသူပြောသလိုပေါ့နော်ဟိုဟိုကွအဲ့လိုမွေးနေ့ရေးပါလေလေအဲ့ဒါတော့ငယ်ငယ်တည်းကကိုမွေးနေ့ပါမလုတ်ဖြစ်တာပေါ့နော်ဟိုမလုတ်မလုတ်တတ်တဲ့သဘောပေါ့အဲ့လိုအမတ်တည်းကလည်းခုကကိုကိုမိသားစုလေးနဲ့အဲ့လိုညာဘက်လေးတို့ခုသွားစားလိုက်တယ်ဒီလောက်ကလေးတွေနဲ့ပဲပေါ့ဖြတ်တန်းလာဒီနှစ်ကတော့ဒါအခုဒီဟိုဖန်တွေကနေပြီးတော့ဒီလိုမျိုးလေးလုတ်ပေးရဲဆိုတော့အရန်ဟိုထူးထူးကြကြလေးတွေဖြစ်သွားတယ်ပျော်လဲပျော်ရတယ်ပေါ့နော်ဆိုတော့ ဟိုကျေးဇူးအများကြီးတင်ပါတယ်ဥပဒေကိုချစ်တဲ့ပြည်သက်တွေနောက်ပြီးတော့ဒီ fan တွေอ่ะပေါ့เนาะ group ထဲอ่ะပြည်သက်တွေရော နောက်ဒီ fan group ထဲမှာမရှိတဲ့အတရားပြည်သက်တွေရောအကုန်လုံးကိုကျေးဇူးအများကြီးတင်ပါတယ်အများကြီးမမျှော်လင့်ပါဘူးအမကိုယ့်ရဲ့မိသားစုလေးအေးချမ်းချမ်းလေးနဲ့ဟိုတယောက်နဲ့တယောက်နားလည်မှုလေးနဲ့ဟိုတပြောရှင်ရှင်လေးနေရမှာဆိုပြီးတာပါပဲဟုတ်အကူကတော့သူကတော့အမကြီးတော့အမိယာဆိုဆိုလို့ပေါ့ ။ဒါအဝကြီးနေတော့တာ။အရန်ငယ်ချင်။အဲ့တော့ပြောပြောရှင်းရှင်းနဲ့ပဲကျွန်တော်ဖြတ်သန်းသွားကြပါပါ။ကျွန်တော်ကသူ့တို့ခုပဲမေးချင်တာဗျ။ဒီလိုမွေးနေပေါ့နော်ဒီလိုတရားနာဘုန်းကြီးတွေကခုနတရားနာတာဒီမျက်မှန်ကြီးမချုပ်ပဲနဲ့ဘာလို့နေနေရလဲဆိုတာကျွန်တော်သူ့မေးနေတာပဲပြားနေရလားပေါ့နော်အော်မသိဘူးလားဟာရှင်းပြလိုက်ပါဦးအခုနလည်းအဲ့ဒါပြောမလို့ ့ဖုန်းကြီးကိုလည်းခုနရှောက်ရဖုန်းမုန်းလို့တပြီးတော့ခွင့်လွတ်ပါလို့မျက်မှန်မချွတ်တာတပြီးတော့ဒီနှစ်2016ငွေနေရတကယ့်အမှတ်တရပဲမျက်စိညာပြီးရောင်းနေတော့အခါကျတော့မျက်မှန်ချွတ်လို့မရဘူးကျွန်တဲ့ fan တွေရောအကုန်ကူးကုန်ပါဆိုလို့မျက်မှန်ချွတ်မရဘူးကြီးအော်အဲ့ဒါလေးကိုခွင့်လွတ်ပေးပါနားလည်ပေးပါလို့ဟိုပဲများပြီးတော့တတ်ထားတာမဟုတ်ပါဘူးလို့မျက်စိနာနေလို့ပါလို့